မင်္ဂလာပါသတင်းသုတနဲ့ကျန်းမာရေးတင်ဆက်ပေးနေတဲ့ CLG Kitchen နဲ့ကကြိုဆိုပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းလေးကတော့အဲမိတ်ဆွေတယောက်ကပြောတယ်သူမျိုးသမီးနဲ့နေတဲ့အခါကျလို့ရှိရင်တခါတခါသူအတွင်းပိုင်းထိမရောက်ဘူးပေါ့ပြောချင်တာအထက်ထဲမှာနည်းနည်းစို့နေသလိုတင့်နေသလိုဖြစ်တယ်ပြောရတော့ vaginal penetration issue လို့ပြောရမှာပေါ့နော်သူမျိုးသမီးအင်္ဂါဇက်တွေကလုံလောက်တဲ့ချောစီထွက်တယ်ဆိုပေမဲ့တခါတရံလိန်ဆက်ဆံတဲ့အခါမှာ ဒီမျိုးသားအလီနံကိုအကုန်လုံးမထက်နိုင်ဘူးတစ်ချောင်းလုံးမထက်နိုင်ပဲအထဲထဲမှာတစ်ခုထစ်နေတယ်လို့တစ်နေတယ်လို့ခံစားရတယ်ဗျ။ဒါမျိုးလေးတွေဖြစ်တယ်ဒါကတကယ်တော့ဖြစ်နေကြဖြစ်များတဲ့ကိစ္စတွေပဲ။သူတဘာဝအတိုင်းသူကဆူဆွနေတယ်လုံလုံလောက်လောက်ဆူဆွနေတယ်လို့ဆိုတဲ့အချိန်မှာတော့ရုပ်ပိုင်းဆိုင်ရာနဲ့ဇီဝကမ္မဆိုင်ရာအကြောင်းရင်းတွေရှိနေတဲ့ကမိမကိုတွင်ထည့်တဲ့ကအထဲမှာဆို့နေတယ်လို့မျိုးအတားစီတစ်ခုရှိနေတယ်လို့မျိုးအဲ့ဒါမျိုးဖြစ်တတ်တယ်ပေါ့နော်။ physical and physiological reasons ပေါ့ဒါရုပ်ပိုင်းဆိုင်ရာနဲ့ဇီဝကမ္မဆိုင်ရာအကြောင်းရင်းလေးတွေရှိနေတတ်တယ် အဲ့ဒါပါလဲဆိုတော့နံပါတ်1ကဒီမိမကိုအဝါနန်တရိုက်မှာရှိတဲ့တင်းစုံငွင်းချွတ်သားတွေကမိမတွေက relax လုပ်ချင်တဲ့အချိန်ဖြေလျှော့လိုတဲ့အချိန်သူအလိုလျောက်တင်းကျပ်နေတဲ့တယ်ပြီးတော့ကဒီမွေးလမ်းကြောင်းကလည်းပိုတိုလိုခံစားရတာပေါ့နော်မွေးလမ်းကြောင်းတိုအထဲထဲမှာဒတိုင်းတစ်ခုရီခံနေတယ်လို့မျိုးနယံတစ်ခုခံနေတယ်လို့မျိုးဖြစ်တတ်တယ်ဒါတွေဘာဖြစ်လို့ဖြစ်တယ်လဲဆိုတော့သူကစိုးရင်စိတ်တွေရှိနေတတ်တဲ့အခါမျိုးပေါ့မျိုးသမီးတွေမှာတစ်ခါတန်ကျလဲ anxiety ပေါ့ anxiety ပေါ့ သူတို့မှာစိတ်ပူပန်တော့ကရောက်เสียလေးတွေဒါမှမဟုတ်စိုးရိမ်လာလေးတွေရှိမယ်ဆိုလို့ရှိရင်လည်းသူကဖြစ်တတ်တယ်ဒါမှမဟုတ်ရင်လည်းသူက aroused or long enough ပေါ့နော် မရှိတာပေါ့သူကဟိုမျိုးသားတွေကစိတ်မရှိဘဲနဲ့နှိုးဆွပေးမှုကိုသူကလုံလုံလောက်လောက်အချိန်မပေးဘဲနဲ့လောတာမျိုးတွေဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းမျိုးသမီးတွေမှာငကိုတွေကသူမှာ any pain previously ပေါ့နာကျင်မှုတစ်ခုငကိုတွေကလည်းရှိခဲ့တယ်ဆိုလို့ရှိရင်သူကအဲ့လိုတင်းဆုံခွင်းတဲကကြွက်သားတွေတင်းမာတတ်တယ်ပေါ့ တင်းစုံခွင်းတဲ့ကျွတ်သားဆိုတာသူ pelvic floor muscle tension လို့ခေါ်တာဗောနော်ဆေးပညာမှာတော့ vaginismus ဒါဆိုလို့ရှိရင်အဲ့ဒါတင်းစုံခွင်းတဲ့မှာရှိတဲ့ကျွတ်သားတွေတင်းမာတာမျိုးတွေကြောင့်ဒီလိုမျိုးအထဲတဲ့ကိုဒီအဆုံးအထိကိုအောင်လို့ထိုးသွင်းမှုတွေထစ်နေတာလို့ဘာလို့ဖြစ်တတ်တယ်ဆိုလို့ရှိရင်သူကဘာလုပ်ပေးရလဲဆိုတော့သူဖြည်းဖြည်းချင်းကြိုတင်ပြီးတော့နှိုးဆွပေးရမလောနဲ့ပေါ့အမျိုးသားတွေလောရတယ်ပြီးရင်လည်းမျိုးသမီးရတယ်အသက်ကလေးကိုမှန်မှန်လေးပြင်းပြင်းလေးရှူပေးရတယ် ဒါပေမဲ့အဲ့လိုလုတ်တယ်လည်းမပြဘူး။သူကအဲ့လိုထည့်လိုက်ရင်သူကအထက်ထဲမှာအတွင်းပိုင်းနဲ့တဲမှာတင့်နေတယ်လို့ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီတင်းစုံကွင်းကြွက်သားကုထုံးလောက်ရတာပေါ့နော်။ pelvic floor therapy လို့ခေါ်တယ်။ဒါမှမဟုတ်စင်လဲ gender dilator training လောက်ရတယ်။ dilator training ဆိုတာကမိမကိုကြွက်သားတွေနဲ့ tissue တွေကိုဆန့်ထုတ်ဖို့ဆန့်ထုတ်နိုင်ဖို့နောက်ပြီးဖြေလျော့နိုင်ဖို့အဲ့ဒီအတွက်ဒီ vaginal dilator ဒီအဆက်ကလေးတွေကိုအသုံးပြုရတယ်ကုထုံးပေါ့နော်။သူကလိုလျောက်ကြွက်သားတွေကျုံသွားတာကြောင့် နာကျင်တဲ့လိင်ဆက်ဆက်မှုဖြစ်လာတာလားဒါမှမဟုတ်လို့ရှင်လဲလိင်ဆက်ဆက်ရင်ကိုနာနေတာလားဒါမှမဟုတ်ခွဲစိတ်မှုတွေတောင်းချီပေးမှုတွေဒါမှမဟုတ်တခြားဆေးဘက်ဆိုင်ရာ procedure တွေလုပ်ပြီးတဲ့နောက်မှာမိမကူရဲ့အလျားပြန်ထိန်းသိမ်းဖို့သူရှိရမယ်အလျားဒါမှမဟုတ်အဝဘောအကျယ်ကိုပြန်ထိန်းသိမ်းဖို့ဒါမျိုးတွေအတွက်မှာအသုံးပြုတာပေါ့ dilator training လုပ်ပေးရတယ်ရည်ရွယ်ချက်ကတော့မိမအင်္ကာတွေကိုထည့်လိုက်တဲ့အခါမှာသူကထည့်လိုက်တဲ့နဲ့သူကကြောက်သွားတာတို့နာကျင်တာတို့စိုးရင်ပူပန်မှုအဲ့ဒါတွေကို short ချပေးဖို့လုပ်တာဒါကအခုပြောခဲ့တဲ့အချက်တစ်ချက်ပေါ့နောက်နံပါတ်2အချက်ပြောရင်တော့ insufficient arousal time ပေါ့ပြောရရင်နှိုးစွချိန်မလုံလောက်တာပေါ့မိမတွေကဆူဆွလာပြီဆိုပေမဲ့လည်းမိမအင်္ဂါလမ်းကြောင်းကတောက်လျှောက်သွားနှိုးစွပေးမှပဲနှိုးစွပေးတယ်ဆိုတော့ဒီ tending effect ပေါ့အဲ့လိုနှိုးနှိုးစွပေးမှပဲသူတို့ရဲ့လမ်းကြောင်းကရှည်လျားပြီးချဲ့ထွန်းလာတာပေါ့နော် candle lengthens and expand ဖြစ်လာတာပေါ့အဲ့တော့အဲ့လိုလမ်းကြောင်းမွေးလမ်းကြောင်းရှည်လာမှသာတူအထက်ထဲမှာတိမ်နဲ့တိမ်ကောင်းကနေမနေတော့ဘဲနဲ့ အပေါ်တက်သွားပြီးလမ်းကြောင်းအောင်ရှည်သွားတာပါအဲ့ဒီကမှလိန်နံအတားစီးနဲ့တွေ့သလိုအဲ့တော့မှမခံစားရမှာနှုတ်ပွင့်တိန်ကောင်းနေတိန်နေအောက်ကိုကြာနေလို့မယ်ဆိုလို့ရှိလို့ချင်းမွေးလမ်းကြောင်းအောင်တူတဲ့အခါကျတော့သွားထောက်ပြီးတော့မျိုးသားရဲ့အတွက်ပြေပြေဝဝထည့်သွင်းဖို့ခက်တာပါနော်သူ့ကိုဖြည့်ရှင်းရတဲ့ solution ကတော့ longer for play ပေါ့ဒီပို့ပြီးတော့ကြာကြာလေးနှိုးဆွပေး stimulation လေးလုပ်ပေးပြီးတဲ့အခါကျတော့ check in comfort before full insert in ပေါ့နော်အပြေအဝ full အပြည့်ဝ insert မမထည့်ခင်ပေါ့မထည့်ခင်လေးဒီမှာ comfortable ဖြစ်မဖြစ် check in လေးလုပ်ကြည့်ပေါ့အဲ့ဒါမျိုးလုပ်ရတယ်နော်နမနစ်ကတော့ cervix contact ပေါ့ဒါမှမဟုတ်လဲ uterine position ပေါ့ဘယ်လိုလဲဆိုတော့သူတိန်ကောင်းဒါမှမဟုတ်ရင်တိန်အနေထားပေါ့တိန်ကောင်းကမိမအင်္ဂါအစုံမှာရှိပြီးတော့ဒီခိုင်မာတဲ့ဒီတိုင်းတစ်ခုလိုခံစားနေရတဲ့ဒါမျိုးတွေဖြစ်လာရင်ဒါမှမဟုတ်လို့ရှင်လဲအဲ့လိုနည်းနည်းရှိုင်းရှိုင်းထည့်မယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာခက်ခဲတွေဖြစ်လာရင်မတက်မတာညံ့နေတယ်လို့တင့်နေတယ်လို့ဖြစ်တာမျိုးဖြစ်လာတယ် ဟိုဘလို့အခြေအနေမျိုးလို့ဆိုတော့ဒီ missionary position တွေပေါ့ဒီ level ထောက်တဲ့ပုံစံတွေပါမှာဖြစ်လာတယ်ဆိုလို့ရှိရင်လည်းကိုကတော့ပုံစံပြောင်းသွားတတ်တာပေါ့တဘာဝအပြင်ဒါတင်ကောင်းနေနေတတ်တာလားမိမတွေက low cervix လို့ခေါ်တယ်ဒါမှမဟုတ်လည်း tilted uterus ဖြစ်နေတာလား tilt ဆိုတာစောင်းနေတာပေါ့တင်စောင်းနေတာပေါ့ retroverted ဖြစ်နေတာလားပေါ့နော်အဲ့လိုတင်ရစောင်းနေတာလားအဲ့လို down လေးတွေပါတယ်အဲ့လိုမျိုးတွေစောင်းနေတယ်ပြည့်နေဆိုတော့သူ့ရဲ့ solution ကဘာလဲဆိုတော့နက်နက်မဝင်တဲ့ကိုနေဟန်တာကိုဆန်းကြည့်ရတာပေါ့နော်ဥပမာ အမျိုးသမီးကိုဘေးတိုက်ပုံစံထားတာလို့ပါလို့အဲ့တော့ကိုကမှန်ကန်တဲ့အတိတ်နဲ့ကိုတက်တက်တတခံစားရတဲ့အထိတော့နူးညံ့တဲ့ဟာတွေအလုပ်ပေးရတယ်။နောက်နံပါတ်လေးချက်ကတော့ဒီ vaginal wall tension ပေါ့ဒါမှမဟုတ်လို့ရှင်ね dryness near the cervix ပေါ့ dryness near the cervix ဆိုတာဘာလဲဆိုတော့ဒီတိမ်လေတိုင်းပေါ့တိမ်ကောင်းဝါနာမှာခြောက်နေတာလို့ဒါမှမဟုတ်ရှင်လို့ချင်းလေဒီမွေးလမ်းကြောင်းရဲ့နံရံတွေတင်းမာနေတာပေါ့အပြင်ဘက်မှာတော့သူကဆူဆွနေပြီးချောစီကြီးကောင်းအောင်ထွက်နေပြီးဆိုမဲ့ မွေးလမ်းကြောင်းအပေါ်ပိုင်းမှာတင်းကျပ်နေတာခြောက်သွင်းနေတာလည်းဖြစ်နေနိုင်သေးတယ်။အပြင်ပိုင်းဒီမှာဆိုနေမဲ့အတွင်းထဲမှာနည်းနည်းချင်းချင်းဆိုချင်မှသူကဆိုမှာပေါ့ upper vagina လို့ခေါ်တာပေါ့။အဲ့နေရာဒီမှာသူကတော့ဟို stay feel tight or drying ဖြစ်နေတာပေါ့နော်။အဲ့ဒါမျိုးဖြစ်တယ်။တချို့ hormone တွေပေါ့ဥမာမီးပွားပြီးတဲ့နောက်တို့နှိုးတိုက်နေတဲ့အချိန်တို့မနပ်ပေါ့ဆိုသွေးဆုံတဲ့အချိန်တို့အဲ့ဒီအချိန်တွေမှာလည်း hormone တွေက elasticity လို့ခေါ်တဲ့ကြုံနိုင် စံနိုင်တဲ့ဟာတွေကိုညော့သွားအောင်အားနည်းသွားအောင်လည်းလှုပ်တတ်တယ်အဲ့အချိန်ဒီမှာတော့မျိုးသမီးတွေကလည်းသူတို့ရဲ့မွေးလမ်းကြောင်းတွေကြုံမှုတွေစံမှုတွေအဲ့ဒါရန်နေနေခက်တယ်မိဘပြိကစားအချိန်တွေနှုတ်တတ်တဲ့အချိန်တွေသွေးဆုံထနေတဲ့အချိန်တွေအဲ့ခါကျတော့လည်းထဲထဲမှာတစ်ဆို့လို့ညက်နေတာတော့ပေါ့ဆက်ပြီးတော့ဖိလို့မရတော့ဖြစ်တတ်တာပေါ့နော်အဲ့ဒါကျတော့ဘာလုပ်ရလဲဆိုတော့ water based lubricant ပေါ့ရေအခြေခံနဲ့ချောစီလေးလိမ့်ရတဲ့အဲ့လိုမျိုးကြတော့မျိုးသမီးတွေကတက်တောင့်တက်တာလည်းရှိတယ်ဟိုအပြည့်ဝလည်းနေလို့ ထည့်လို့ရတာပေါ့နော်ဟိုအဲ့လိုသွေးဆုံးတဲ့မျိုးသမီးများဖြစ်တတ်တာ ਉ ဆိုတော့နံပါတ်5ချက်ပေါ့သူကဆေးဘက်ဆိုင်ရာအကြောင်းရင်းတစ်ခုကိုရှိလို့လည်းဖြစ်တတ်ပါတယ်နံပါတ်5ချက်ကတော့နောက်ဆုံးချက်ပဲဖြစ်များတယ်ဒါပေမဲ့တိတ်ပြီးတော့စိတ်ပူစရာအရန်ဆိုးရင်စရာတော့မရှိဘူးအဲ့လို medical causes တွေကတော့ဘာလို့ဒီအတားအဆီးတွေဒီလိုနာကျင်မှုတွေမကြာခဏဖြစ်တယ်ဆိုရင်တော့ gynecologist ပေါ့မိရဲ့ဆရာဝန်နဲ့တော့ဆက်ရမှာပေါ့နော် fibroids ဖြစ်နေသလားပေါ့ကြွက်သားတွေနဲ့ tissue မြင့်နေမှာအကျိငယ်လေးတွေဖြစ်တာလို့တည်နေမှာလीအဲ့လိုဖြစ်နေသလား ဒါမှ ovarian cysts ပေါ့တားဥမှာအရေးအိတ်တွေဖြစ်နေတာလား endometriosis ပေါ့အဲ့ဒါအဲ့ဒါကြတော့သူကနာကျင်မှုတွေဖြစ်ဖြစ်နေတာဒါအဲ့လိုဖြစ်တာလားဒါမျိုးတွေကိုကိုယ်ကဆက်ရမှာပေါ့နော်အဲမိမကူမျိုးသမီးတွေမှာတချို့မိုးရပါပေါ့အမေမကူတွေမှာဖြစ်နေတဲ့ဒီ vaginal septum တွေဖြစ်နေသလားအမေဘာကိုစစ်တာပေါ့မိမကူတွေမှာအမေဘာတွေစစ်တာဒါမှမဟုတ်လို့ရှင်လေပိုးဝင်တာရောင်ရမ်းတာဖြစ်တာလား infection လား inflammation လားသူကလည်းဖြစ်တတ်တယ်အဲ့တော့ ဘာလို့အောင်လဲဘယ်လိုအချိန်မှာဆရာအောင်နဲ့ပြရမလဲအကူအညီတောင်းအောင်လဲဆိုတော့အဲ့ပိတ်ဆို့တဲ့ခံစားချက်ပေါ့ blockage ဖြစ်နေတဲ့ခံစားချက်ကြီးဖြစ်တာက frequently ခဏခဏကြီးဖြစ်နေတာလားဒါမှမဟုတ်စင်လဲ pain or bleeding ပေါ့နာတယ်သွေးယိုတာကြီးဖြစ်တာလားဒါမှမဟုတ်လဲဒီ intercourse ပေါ့ဆက်ဆံတဲ့အခါမှာ difficult despite realization and lubrication ပေါ့အလုံးလောက်ဆူဆုပ်နေပေမဲ့လည်းဆက်ဆံတာခက်ခဲနေတယ်ပေါ့အဲ့လိုအခြေအနေမျိုးတွေမှာဆရာအောင်နဲ့ပြရတယ်ပေါ့ gynecologist လို့ခေါ်တဲ့မိရအထူးကဒါမှမဟုတ်စင်လဲ pelvic floor physiotherapist ပေါ့ဒီတင်ဆောင်ခွင့်ရှိတဲ့ကြွက်သားတွေကုနိုင်တဲ့ဆရာဝန်ပေါ့နော်ကုထုံးဆရာဝန်အဲ့ဆရာဝန်တွေပြရတာပေါ့အားလုံးခြုံပြောရရင်တော့ဒီလိုဆက်ဆံတဲ့အခါတွေမှာတစ်ခါတည်းရန်ကြလို့ရှိရင်အဆုံးထိမရောက်ဘဲနဲ့ဖိလိုက်လို့မရဘူးပေါ့နော်အပြင်ပိုင်းကဝင်သွားပြီပဲလေထဲထဲမှာတင့်နေတယ်လို့မျိုးထင့်နေတယ်လို့မျိုးဆိုဆွနေတဲ့နဲ့ဘာလို့ဖြစ်လဲဆိုတော့အခါကျတော့စိုးရိမ်နေစိုးရိမ်နေဆိုတော့အမျိုးသမီးတွေကငါတို့ထဲထဲမှာများတိမ်ကောင်းနေမှာတစ်ခုဖြစ်နေလားအကျိတ်တွေရှိနေတာလားလုံခဲတွေရှိနေလို့လား မျိုးသားတွေလည်းစိုးရိမ်တာပေါ့တိမ်များအောက်ကူများကြုံကြနေသလားဘာလားဆိုတော့မေးတတ်ကြတယ်ဖြစ်တတ်ကြတယ်ဒါအဖြစ်များတဲ့ကိစ္စပဲစိတ်ပူစရာမလိုဘူးချုံပြောလို့ရှိလို့ရှင်မျိုးသမီးအင်္ဂါဆူဆွနေတယ်ဆိုတာကတခါတရံအပြင်ပိုင်းနေဆိုပြီးမဲ့အတွင်းပိုင်းနည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 ်းလေးမှခြောက်နေတာမျိုးတွေလည်းဖြစ်တတ်တယ်ဒီတော့ဘာလို့ရမလဲဆိုတော့စိတ်ပူမှန်မှုတွေကိုလျှော့ပေးရမယ်လိုအပ်လို့ရှိလို့ရှင်ခုနကပြောတဲ့ training လေးလုပ်ပေးရတာပေါ့နော် dynamic training လေးလုပ်ပေးရတယ်သူပြုံလေးနေတယ်သူကျင့်ပေးတာ မျိုးသားတွေဘက်ကလည်းမလောရဘူးတကူကမဆန်အောင်ကပြောချင်တာတော့အဲ့လိုမျိုးမလောရဘူးအဲ့လိုပုံစံမျိုးနဲ့သွားမယ်အဲ့လိုသွားနေတဲ့ကြားတွေကမပြောက်ပါဘူးခဏခဏနာတယ်အဲ့လိုနေတိုင်းနေတိုင်းနာတယ်ဘာညာဆိုရင်တော့ခုနကပြောတယ်မိရအတကူဆရာအောင်နဲ့ပြပါသွေးယူလာရင်လည်းဆရာအောင်နဲ့ပြပါဒီဟာပဲရှိပါတယ်နော်ဒီနေ့ဒီလောက်ပါပဲဆက်ဆံတဲ့အခါမှာအဆုံးထိထည့်မရဘူးတခါညံကြလို့ရှင်ဘာကြောင့်လဲဆိုတာဒီသဘောလေးပါပဲအားလုံးကျမ်းပါကြပါစေ